ုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာရေလင်းအောင် channel ကနေပြန်လဲကြိုဆိုလိုက်ပါရစေဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ဒါမေးဆွေတို့အတွက်အရန်ကိုအသုံးဝင်မယ့်အကြောင်းအရာလေးဖြစ်မယ်လို့ကျွန်တော်မျှော်လင့်ပါရစေဗျာဘာအကြောင်းအရာလေးလဲဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့ချစ်သူစီကိုပေါ့နော်ဖုန်းခေါ်တဲ့ဖုန်းကောတွေကို ကိုရှိကိုဝင်လာအောင်လုပ်တဲ့နီလန်လေးကိုကျွန်တော်ကနေပြီးအစားအဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျာ။ဘာဆော့ဝဲမှမလို့ပဲလုပ်တဲ့နီလန်လေးပေါ့နော်။အဲ့နီလန်လေးကိုကျွန်တော်ရှင်းပြပေးသွားမှာပါ။တခါဒီရန်ကြရင်ကျွန်တော်ကိုချစ်သူနဲ့ရန်ဖြစ်ထားပဲဖြစ်ဖြစ်ဒါမှမဟုတ်ပြဿနာတက်နေရပဲဖြစ်ဖြစ်ဖြစ်ပေါ့နော်။အဲ့ဒီလိုအခါမျိုးတွေမှာဆိုရင်ဒါသူ့ရဲ့ဖုန်းထဲကိုပေါ့နော်ဘယ်သူတွေကဖုန်းဆက်နေလဲဆိုတော့ကိုကသိကျင်တဲ့အခါမျိုးမှာဆိုရင်သူ့ဖုန်းထဲကို ခေါ်တဲ့ဖုန်းတွေအားလုံးကိုကျွန်တော်တို့ဖုန်းထဲကိုပေါ့နော်ကိုယ့်ရဲ့ဖုန်းထဲကိုဝင်လာအောင်လို့လုပ်လို့ရပါတယ်ဗျအဲ့ဒီနီလန်လေးကိုကျွန်တော်ကနေအစားဆုံးရှင်းပြပေးသွားမှာပါ software မလိုပဲလုပ်တဲ့နီလန်လေးပဲဖြစ်ပါတယ်ဗျဒါကြောင့်မို့ဒီနီလန်လေးကိုသိရှိကျင်နေဆိုရင်တော့ကျွန်တော်နဲ့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့လိုပါမယ်ခင်ဗျကျွန်တော်စပြီးသွားလဲအောင်ပေါ့နော်ပထမအဦးဆုံးကျွန်တော်ဘယ်ထဲကိုသွားမလဲဆိုရင်ကိုဖုန်းခေါ်တဲ့နေရာပေါ့နော်ဒီဖုန်း icon လေးပေါ့နော်ကိုဖုန်းခေါ်တဲ့နေရာလေးပေါ့အဲအဲ့ဒီဟာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျဒါဆိုကျွန်တော်ဒီနေရာရောက်သွားပြီပေါ့နော်ဒီနေရာရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ ဖုန်းတစ်လုံးနဲ့တစ်လုံးတော့ပုံစံတိတ်မတူဘူးဗျကျွန်တော်ဖုန်းကတော့ဒီအပေါ်မှာပေါ့နော်ဒီလိုမျိုးအဆက်ကလေးတွေပါရင်တချို့ဖုန်းတွေကျတော့အဆက်လေး20ဆက်ပေါ့နော်ကျွန်တော်ဖုန်းမှာပြထားသလိုပဲတချို့ဖုန်းတွေကျတော့အဆက်လေး30ဆက်ပါတတ်တယ်ဗျအဲအဲ့လိုမျိုးအဆက်20ဆက်တို့အဆက်30ဆက်တို့ပါရင်ဒီကျွန်တော်အခုမျှပြထားတဲ့နေရာလေးကိုနှိပ်ပါဗျတချို့ဖုန်းတွေကျတော့အဲ့ဒီပုံမှာဘာမှမပါဘူးဗျအဲ့ဒီပုံမှာဘာမှမပါတဲ့ဖုန်းတွေဆိုရင်တော့ဘယ်နေရာနှိပ်ရမလဲဆိုရင်ကျွန်တော်ဒီအဲကျွန်တော်အခု ဒီအောက်မှာတူးလို့ရေးပြီးတော့ဗောနော်။ဟိုနေဒီမျှလေးထိုးပြထားတဲ့နေရာလေးပေါ့။အဲ့နေရာမှာအတန်းလေးသုံးတဲ့မီနူဘားပုံစံမျိုးလေးပါတတ်တဲ့ဗျ။အဲ့နေရာမှာမီနူဘားပါရင်လည်းအဲ့နေရာကိုနှိပ်ပါဗျ။ကျွန်တော်ဒါကိုဘာကြောင့်ပြောနေရလဲဆိုရင်ဖုန်းတွေကတစ်လုံးနဲ့တစ်လုံးမတူးဘူးဗောနော်။မဟာဝေးဆန်ဆောင်ရှောင်းမီအော်ပိုဝေးပိုဒီလိုမျိုးအမျိုးမျိုးကွဲပြားတဲ့အတွက်ဒီဖုန်းခေါ်တဲ့နေရာမှာပုံစံလေးတွေကအနည်းငယ်ကွာသွားတယ်ဗောနော်။သဘောတရားကတော့တူတူပဲဗျ။ပုံစံလေးရေနည်းနည်းကွာသွားတဲ့အတွက်ဖုန်းတော်လုံးနဲ့တလုံးမတူမှာဆိုးတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါလေးကိုအသေးသေးရှင်းပြနေရပဲဖြစ်ပါတယ်ဗျ ကျွန်တော်ခုနပြောခဲ့သလိုပဲဒီတောင်းမှာအဆက်ကလေးတွေပါတယ်ဆိုရင်တော့အဲ့အဆက်ကလေး30တို့မဟုတ်အဆက်20ပေါ့နော်အဲ့ဟာလေးကိုနှိပ်လိုက်ပါအပေါ်မှာဒီလိုအဆက်ကလေးမပါခဲ့ဘူးဆိုရင်တော့ဒီအောက်မှာကျွန်တော်တို့မီနူဘားပုံစံမျိုးလေးကျွန်တော်တူးဆိုပြီးတော့ဒီမြှားထုပြထားနေနေရာမှာအတန်းလေး၃တန်းပါရဆိုရင်လည်းအဟားလေးကိုနှိပ်လို့ရပါတယ်ဗျအတူတူပါပဲเนาะအဲကျွန်တော်ကတော့ဒီအပေါ်မှာပါတာဖြစ်တဲ့အတွက်ဒီအပေါ်ကဘာတန်းလေးကိုအဆက်ကလေး30ကိုနှိပ်လိုက်မယ်เนาะဒီဟာလေးပေါ့အဲဒီအဆက်လေး20ကိုကျွန်တော်နှိပ်လိုက်မယ်ဗျာเนาะ အဲ့လေကိုနှိမ့်လိုက်ရင်ညမှာကျွန်တော်စားရမျိုးမျိုးပေါ်လာလိမ့်မယ်ဗျကျွန်တော်ထဲမှာဆိုစားနှစ်ခုပဲပါတယ်ဗျဥမာ blow and flow and fitter ဆိုတာရယ်ဒီ setting ဆိုတာရယ်နှစ်ခုပဲပါတယ်အဓိကကတော့ဒီ setting ဆိုတဲ့နေရာကိုနှိမ့်ရမှာဗျမိတ်ဆွေတို့ဖုန်းထဲမှာတော့ဟိုစားနှစ်ခုလဲပုံပုံမယ်သုံးခုလဲပုံပုံမယ်လေးငါးခုလဲပုံပုံနေလိမ့်မယ်ဘလို့ပဲပေါ်ပေါ်ကျွန်တော်ဒီ setting ဆိုတဲ့စားလေးကိုနှိမ့်ပါဗျအဲ setting ကိုနှိမ့်လိုက်ပါနော် setting ကိုနှိမ့်လိုက်ပြီဆိုရင် ကျွန်တော်တချို့ဖုန်းတွေမှာဆိုရင်ဒီ setting တွေကိုဝင်သွားတဲ့အခါမျိုးမှာ MOI mode လို့ပါလို့နှိပ်မှာပေါ်တာမျိုးလည်းရှိရပါတော့အဓိကကတော့ဘယ်ဟာကိုလိုက်ရှာမှာလဲဆိုရင်ကျွန်တော်တို့ဒီ call forwarding ဆိုတဲ့စာကိုလိုက်ရှာမှာဗျကျွန်တော်တို့ဒါဆိုရင်တစ်ခုချင်းစီရှာကြည့်လိုက်မယ်ဗျအပေါ်မှာပါလာလို့အဲဒါ speed တိုင်းရဒါလည်းမဟုတ်ဘူးเนาะ remoting assistant ဒါလည်းမဟုတ်ဘူးဟော set rule ဒါလည်းမဟုတ် flat on call ဒါလည်းမဟုတ်ဘူးဗျဒီမှာကျွန်တော်တို့တစ်ခုချင်းစီလိုက်ကြည့်သွားလိုက်မယ်ဒါပေမဲ့ကျွန်တော်ပြောရဲစာလေးမတွေ့သေးဘူးမတွေ့ဘူးဆိုရင်အကယ်၍ဒီနေရာမှာ call forwarding ပိုင်းအဲ့ဟာနှိပ်လိုက်ပေါ့နော်ဒါဆိုကျွန်တော်ဖုန်းမှာဒါမတွေ့ရသေးဘူးမတွေ့သေးဘူးဆိုရင်တော့ဒီနေရာမှာ carry call setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ရမယ်ဗျနော်မ carry call setting ဆိုတာလေးရှိရဒီမှာပေါ့နော်ကျွန်တော်ကမျှထုတ်ပြရတဲ့ဟာလေးပေါ့အဲတချို့ဖုန်းတွေကြတော့ MOI move လို့ပေါ်တတ်တယ်ဗျာနော်တဘောတရားအတူတူပါပဲအဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ရင်ဒီနေရာမှာကျွန်တော်ဖုန်းကတော့တွေ့ပြီဗျဒီမှာ call forwarding ဆိုတဲ့စာလေးပေါ့နော်အဲ call forwarding ဆိုတဲ့စာကိုအဓိကတွေ့အောင်ရှာရမှာဗျာ ဟိုနေကျွန်တော်ဖုန်းခေါ်တဲ့နေရာကိုသွားပြီးရင်အဲ့မီနူဘားလေးကိုနှိပ်ပြီးရင်စက်တင်ကိုနှိပ်ပြီးရင်ဒီ call forwarding ဆိုတာလေးကိုတစ်ချက်နှိပ်ရမှာအဓိကကတော့ဒီ call forwarding ဆိုတဲ့ဟာကိုမတွေ့တွေ့အောင်ရှာရမှာဗျသဘောပေါက်မလားမသိဘူးเนาะကျွန်တော်အစအနေတစ်ခေါက်ပြန်ပြပေးမယ်ဒီဖုန်းခေါ်တဲ့နေရာကိုသွားဖုန်းခေါ်တဲ့နေရာကိုရောက်ရင်ဒီအပေါ်တောင်လေးမှာပိုင်းအပေါ်တောင်ကဟာကိုနှိပ်အပေါ်တောင်မှာမပိုင်းဒီအောက်ကမီနူဘားတန်းလေးပိုင်းဆိုရင်လည်းမီနူဘားတန်းကိုနှိပ်တူတူပဲเนาะ အဲ့ကိုနှိပ်လိုက်နှိပ်ပြီးရင်မှာ setting လို့ပေါ်လာရင် SCDDIG အဲ setting ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးရင်ဒီနေရာမှာ call forwarding ပါလာလိုက်ရှာမယ်မပါဘူးဆိုရင် MOI mode တို့မဟုတ်ဒီ call အော် carry call setting ပေါ့နော်အဲ့ဟာလေးကိုတစ်ချက်နှိပ်ပြီးလိုက်ပါဗျနှိပ်လိုက်ရင်တွေ့ပါပြီကျွန်တော်အဓိကပြောတယ် call forwarding ပေါ့နော်အဓိကဒီဟာလေးကိုတွေ့အောင်လိုက်ရှာမှာဗျာနော်ဘယ်နေရာမှာလဲရှိရှိကျွန်တော်ဖုန်းခေါ်တဲ့နေရာနေပြီးတော့ဒီ call forwarding ဆိုတာလေးကိုတွေ့အောင်ရင်လိုက်ရှာလိုက်ပါတွေ့ပြီဆိုရင်ရပြီဗျအဲ့ call forwarding ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးလိုက်ပါ အဲတချက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်စင်ကတ်နှစ်ကတ်ထည့်ထားဖြစ်တဲ့အတွက်စင်ဝမ်းနဲ့စင်တူးဆိုပြီးပေါ်နေရဲပေါ့နော်။ဟောကျွန်တော်တခုပြောဝင်မိနေရယ်နော်။အခုဒီလိုမျိုးဝင်လုတ်ပေးရမှာဒါကိုယ့်ရဲ့ချစ်သူဖုန်းပေါ့နော်။ကိုယ့်ဖုန်းထဲမှာလုတ်လို့မရဘူးနော်။ကိုယ့် ကိုကဗျာဥမာကိုချစ်သူရှိကိုဖုန်းခေါ်တယ်ဖုန်းဖုန်းကောတွေအကုန်လုံးကိုဖုန်းထဲကိုဝင်လာစေချင်တာမလားအဲကြောင့်မို့သူဖုန်းထဲမှာသွားလုပ်ပေးရမှာနော်ဒါကကျွန်တော်ဗီဒီယိုရှင်းပြပေးရဖြစ်တဲ့အတွက်၄၅၆မိနစ်ကြာသွားတာမိတ်ဆွေတို့တကယ်လုံးမယ်ဆိုရင်ဒါ10မိနစ်တော့မကြာဘူးဗျာနော်ဒါကြောင့်မို့သူမသိအောင်ကွာဒီနည်းလေးသွားလုပ်ထားလို့ရတယ် software လည်းမလိုအပ်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့ဟိုသူလည်းမသိနိုင်ဘူးဗောနော် ဒါသူဖုန်းလေးကိုကျွန်တော်ခဏယူကင်ပြီးတော့ပဲဖြစ်ဖြစ်ခဏတုံးမဲ့သဘောအနေနဲ့ခဏယူလိုက်ပြီးတော့ဖြစ်ဖြစ်သူမသိအောင်လိုမျိုးလေးသွားနှိပ်လို့ရရယ်เนาะ။အမသူ့ရဲ့ဘယ်ဖုန်းလေးကိုဝင်စီကျင်တာလဲပေါ့။စင်ဝမ်လေးကိုဝင်စီကျင်တာလားစင်တူလေးကိုဝင်မဲ့ဟာလားပေါ့နော်။ကိုယ်ကစင်ဝမ်စင်တူရွေးပြရမယ်။အကယ်၍စင်ဝမ်လေးကိုဝင်စီကျင်ဝင်လာတဲ့ဖုန်းလေးအကုန်လုံးကိုကိုယ်ထဲကိုဝင်လာစီကျင်တာဆိုစင်ဝမ်ရွေးပေါ့နော်။ဒါမှမဟုတ်သူ့ရဲ့စင်တူဖုန်းလေးကိုဝင်လာတဲ့ဖုန်းကောတွေအကုန်လုံးကိုကိုယ်ဖုန်းလေးကိုဝင်လာစီကျင်တာဆိုစင်တူကိုရွေးပေါ့နော်။ကျွန်တော်စင်ဝမ်ကိုရွေးလိုက်မယ်ဗျာ။ဥပမာပြရဆိုတော့စင်ဝမ်ကိုနှိပ်လိုက် နှိမ့်လိုက်ရင်မှ reading setting ဆိုပြီးတော့သူအဝိုင်းလေးလည်ပြီးတော့နည်းနည်းကြာတတ်တယ်ဗျခဏဆောင်ပေးရမယ်ကိုဖုန်းရဲ့ဘာရှင်းအနေမြင့်ပေါ်မူတည်ပြီးတော့သူက loading လောက်တာလေးနည်းနည်းကြာတယ်ဗျနော်တချို့ဖုန်းတွေကြတော့၄၅၆စက္ကန့်၇စက္ကန့်ပေါ့နော်အဲ့လောက်နဲ့လင်ရသွားမျိုးရှိရတချို့ဖုန်းတွေဆိုရင်စက္ကန့်30လောက်ထိဆောက်ရတာမျိုးလည်းရှိရဗျအဲ့လေးတော့ကျွန်တော်ခဏဆောင်ပေးရမယ်ကျွန်တော်ဖုန်းစင်တာက10စက္ကန့်လောက်ကြာမယ်ထင်တယ်ဗျနော်ဒီမှာအဲဒီလိုမျိုးလေးပေါ်သွားပြီဆိုရင်ကျွန်တော်ရပြီဗျ အဲဒါဆိုကျွန်တော်ဒီလိုမျိုးလေးပေါ်သွားပြီဆိုရင်ဘယ်လိုသွားရမလဲဆိုရင်ဒီမှာ always forward ဆိုတဲ့ဟာလေးပေါ့နော်အဲ always forward ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျ always forward ကိုနှိပ်လိုက်ရင်ကျွန်တော်ဒီမှာဖုန်းနံပါတ်နှိပ်တဲ့ကဏန်းနေရာလေးလာပြီးပေါ်နေလိမ့်မယ်ဗျအဲကဏန်းနေရာလေးကိုကျွန်တော်တို့ဒီမှာနံပါတ်တစ်ခုရှိရင်ဆိုအဲနံပါတ်ကိုအရင်ဖြတ်ပြလိုက်ပေါ့နော်အဲဖြတ်ပြီးတော့ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းနံပါတ်ထည့်ပေးရမှာနော်ကိုယ့်ရဲ့ဘယ်ဖုန်းထဲဝင်စီကျင်တာလဲပေါ့နော်အဲဝင်လာစီကျင်တဲ့ဖုန်းထဲကိုနှိပ်ထည့်ပေးရမှာနော်ဒီနေရာမှာအဓိကနှစ်ချက်ပဲမှတ်ရမယ်မိတ်ဆွေအခု ဗီဒီယိုမှာကြည့်နေတဲ့အချက်တွေအကုန်လုံးကဒါမိဆွေရဲ့ချစ်သူရဲ့ဖုန်းထဲကိုသွားလောက်ရမှာနော်ကိုဖုန်းထဲမှာလောက်လို့မရဘူးဒီနေရာမှာထည့်ရမယ့်နံပါတ်အခုရိုက်ပြီးကနန်းထည့်ရမယ်ပေါ့နော်ဒီနေရာမှာဖုန်းနံပါတ်ရိုက်ထည့်ရမယ်အဲရိုက်ထည့်ရမယ့်နံပါတ်ကတော့ဒါကိုရဲ့ဖုန်းနံပါတ်ထည့်ပေးရမယ်နော်ကျွန်တော်အစမ်းသဘောအနေနဲ့ကိုရဲ့နံပါတ်တစ်ခုကိုထည့်လိုက်မယ်မိဆွေတို့ကြိုက်တာထည့်ပေါ့နော်အဲဒီမှာကျွန်တော်ဖုန်းထည့်လိုက်ပြီထည့်ပြီးဆိုရင်ကျွန်တော်ဒီမှာအမှန်ကြီးလေးချစ်ပေးလိုက်ပါတော့တချို့ဖုန်းတွေကြာဒီဝင်နီးဒန်းလို့ပေါ်တာမျိုးရှိရတယ်။တူတူပါပဲအတိတ်ပြရအောင်ကျွန်တော်အမှန်ကြီးလေးကိုနှိပ်လိုက်မယ်။ အဲပြီးရင် editing ဆိုပြီးတော့အဝိုင်းလေးလဲသွားလိမ့်မယ်ခဏလေးစောင့်ပေးလိုက်ပါခဏလေးစောင့်ပေးလိုက်နော်10စက္ကန့်ဝန်းကျင်လောက်ကြာအဲပြီးသွားပါပြီဗျဒါဆိုရင်ကျွန်တော်တို့လုံးလို့အောင်မြင်သွားပြီပဲဖြစ်ပါတယ်ပြီးသွားပြီပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒါဒီကျွန်တော်ကတော့ဒါမိတ်ဆွေတို့ဗီဒီယို record ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွန်တော်ဖုန်းနဲ့ပဲပြရပါတော့။အဲဒီလိုမျိုးမိတ်ဆွေရဲ့ချစ်သူဖုန်းနဲ့မှာကျွန်တော်အခုပြရရင်ဒီတိုင်းသွားပြီးလုတ်လိုက်ပါ။ကိုနာဖုန်းနဲ့ပဲထည့်ရတဲ့ထဲမှာကိုဖုန်းနဲ့ပဲထည့်လိုက်ပါ။အဲ့လိုမျိုးထည့်လိုက်ပြီးဆိုရင်တော့ဒါမိတ်ဆွေရဲ့ချစ်သူဖုန်းနဲ့ဝင်သမျှဖုန်းအားလုံးကို तू ကသူ့ဖုန်းထဲကိုဝင်တော့မှာမဟုတ်ပဲနဲ့ကျွန်တော်ကိုနာထည့်လိုက်တဲ့နံပါတ်ရိုက်ထည့်လိုက်တဲ့ကဏန်းပေါ့နော်။အဲ့ကဏန်းနဲ့စင်ကတ်ကိုရဲ့ဖုန်းထဲကိုပဲဝင်လာတော့မှာပဲဖြစ်ပါတယ်။ဒီနီးလေးနဲ့ဒါမိတ်ဆွေရဲ့ချစ်သူရှီကိုဘယ်သူတွေကဖုန်းခေါ်နေလဲဆိုတာကိုအော်ကျွန်တော်တို့သူ့ထဲကိုဝင်လာသမျှဖုန်းအားလုံးကိုကျွန်တော်တို့ကျွန်တော်တို့ရဲ့ဖုန်းထဲကိုဝင်လာအောင်လုပ်လို့ရပါတယ်။ ဒီနီးလေးအရန်လွယ်ကူရယ်ပေါ့နော်လောက်ရတာပါဆော့ဝဲမှာလည်းမလိုပါဘူးဒီနီးလန်းလေးကိုကျွန်တော်ဘယ်လိုချိန်မျိုးမှသုံးယူသင့်လဲဆိုရင်ကျွန်တော်တို့အဓိကကတော့ကိုကျေသူနဲ့ရန်ဖြစ်နေရပဲဖြစ်ဖြစ်ဒါမှမဟုတ်အခြားပြဿနာတခုရှိရှိရှိလို့ပဲဖြစ်ပေါ့နော်သူ့သူ့ကိုဘယ်သူရဖုန်းဆက်နေလဲသူ့ဖုန်းတွေကိုဘယ်သူရဖုန်းဝင်နေလဲပေါ့နော်အဲ့လိုမျိုးတွေကိုသိကျင်တဲ့အခါမျိုးမှာဒီနီးလေးတိုင်းလုံးလို့ရပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့စင်ကတ်တွေပါတွေကိုဥမာအခုလက်ရှိသုံးနေတဲ့စင်ကတ်ကိုမသုံးကျင်တော့ဘဲနောက်ထပ်နံပါတ်အသစ်တစ်ခုနဲ့ပြောင်းဝီသုံးကျင်တဲ့အခါမျိုးမှာဆိုရင်လေဒီနီးလန်းလေးကိုသုံးပြီးတော့လုံးလို့ရပါတယ်ဗျာနော် နှစ်နီးသုံးလို့ရတယ်ဗောနော်ကိုချစ်သူရှိကိုဘယ်သူဖုန်းခေါ်နေလဲခေါ်တဲ့ဖုန်းတွေကိုကိုထဲဝင်လောင်းလုံးကျင်တဲ့အခါမျိုးမှာလည်းသုံးလို့ရတယ်လို့ကိုဘက်ကကိုစင်ကက်အစ်စ်ပြောင်းကျင်တဲ့အခါမျိုးမှာလည်းသုံးလို့ရတယ်ဗောနော် ဲဒါအမဲတစ်ခုရှိပါတယ်ဒီနီးကကျွန်တော်ကတော့ပြောခဲ့သလိုပဲသူ့ထဲကိုဝင်သူ့ဖုန်းကိုခေါ်သမျှဖုန်းအလုံးကကိုယ်ထဲကိုဝင်လာတော့မှဆိုတော့ဒါဘာတူလဲဘွားလဲကိုကသိနိုင်နေပါတော့ဒါပေမဲ့ရေရှည်အတွက်တော့အဆင်မပြေဘူးဗျာရေရှည်အတွက်အဆင်မပြေဘူးဆိုတော့နောက်ပိုင်းညာရင်သူ့ဖုန်းထဲကိုဘယ်ဖုန်းမှဝင်တော့မှမဟုတ်ဘဲနဲ့ကိုယ်ထဲကိုပဲဝင်လာမှာဖြစ်တဲ့အတွက်ကိုကအမသူနဲ့ရန်ဖြစ်တုံးအချိန်လေးပါလေးပေါ့နော်ဒီလိုအချိန်ဒီမှာပဲကျွန်တော်ဒီနီလန်းလေးကိုတုံးသင့်ပါလေဗျနောက်ပိုင်းသူနဲ့ပြန်တဲ့သွားတဲ့ခါမျိုးပါညာဆိုရင်ကျွန်တော်တို့ဒီဟာကြီးကိုပြန်ပြီးဖြတ်တင်တယ်ပေါ့နော်မဖြတ်ချင်ဒါတောက်လျှောက် ကိုတက်တက်လုံးပေါ့နော်တက်တက်လုံးကိုဖုန်းထဲကိုပဲလာဝင်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြန်ပြီးတော့ဒီနီလိုမျိုးမွင်စေချင်တော့ဦးသူ့ထဲကိုခေါ်တဲ့ဖုန်းတွေကိုအကုန်လုံးသူ့ထဲကိုပဲပြန်ဝင်စေချင်တယ်ဆိုရင်လည်းပြန်ပိတ်လို့ရပါတယ်ပိတ်လို့ရပြန်ပိတ်မဲ့နီလန့်လေးကိုကျွန်တော်ပြပေးပါမယ်ခုနကနီးတိုင်းပါပဲဖုန်းခေါ်တဲ့နေရာကိုသွားပြီးရင်ဒီ setting ကိုနှိပ်ပါနော် setting ကတော့ကျွန်တော်ခုနကပြောသူအပေါ်ကအဆက်ကလေးပိုင်းအပေါ်ကိုနှိပ်ထားမှွေအောက်ကမီနူးပိုင်းအောက်ကိုနှိပ်ပါနော် setting ကိုနှိပ်လိုက်ပါ setting နှိပ်ပြီးဒီ call forwarding ဆိုတာကိုပဲတွေ့အောင်ပြန်ရှားလိုက်ပါအဲ့မှာ call forwarding ဆိုတာလေးကျွန်တော်တွေ့ပြီပေါ့နော် COL call FORD W SO FORWARDING เนาะ call forward င်အဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးရင်ကိုနကအဲကိုကဆင်းဝမ်းကိုပြန်ပြင်ပါဆိုရင်ဆင်းဝမ်းပေါ့နော်ဆင်းတူးပြန်ပါဆိုဆင်းတူးကျွန်တော်ကအခုဆင်းဝမ်းကိုကနလှုပ်ထားဖြစ်တဲ့အတွက်ဆင်းဝမ်းကိုပြန်ပြီးတော့ဖြတ်ပြမယ်ပေါ့နော်ဒီလိုမျိုးပြန်ဖြတ်လိုက်ပြီဆိုရင်တော့ဒါသူဖိုထဲကိုခေါ်တယ်ဆိုရင်သူထဲပဲသွားတော့မယ်ဗျာကိုရှိလာဝင်မှာမဟုတ်တော့ဘူးဒါကိုနောက်ပိုင်းဒီနီးကိုမတုံးညင်တဲ့ခါမျိုးမှာပြန်ပြီးဖြတ်လို့ရတဲ့နီလန်းလေးကိုပဲကျွန်တော်တခါလေးပြပေးရပါပေါ့နော်ဆင်းဝမ်းကိုနှိပ်လိုက်မယ်ပြီးခဏဆောင်းပြီးလိုက်ပါ၁၀စက္ကန့်ဝင်ညင်လောက်ပေါ့နော် အဲခဏလေးစောင့်ပြီးလား reading setting ဆိုပြီးသူကခဏလေး wine လေးလည်နေလိမ့်မယ်ဗျာနော်အဲဒါကျွန်တော်ကတော့ဟိုသူကိုချစ်သူရဲ့ဖုန်းထဲဝင်သမျှဖုန်းတွေအကုန်လုံးပေါ့နော်ကိုထဲဝင်လာအောင်လုပ်တဲ့ညရောနောက်ပိုင်းဝင်သေးခြင်းတော့ဥစဉ်ပြန်ပြီးဖြတ်တဲ့ညရောနှစ်နည်းလုံးပြပေးရပါဗျာနော်ပြီးရင်ဒီ always forward ဆိုတာလေးကိုတစ်ချက်ပြန်နှိပ်လိုက်ပါနှိပ်ပြီးဒီနေရာမှာကိုကိုနာရိုက်ထည့်ခဲ့တဲ့ကဏ္ဍပေါ့နော်ကိုရဲ့စင်ကတ်နံပါတ်ကိုပြန်ဖြတ်လိုက်ပါဖြတ်ပြီးရင်ကျွန်တော်တို့ပြန်ဖြတ်လိုက်ပါနော်အဲ ဒီနေရာမှာဖြတ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာတစ်ခုရှိပါတယ်ပါတခုရှိရလဲဆိုတော့ကျွန်တော်အရေးကြီးတာတခုပြောဖို့မေ့နေခဲ့ပါတယ်ဒီနေရာမှာတချို့ဖုန်းတွေမှာဆိုရင်ကျွန်တော်တို့ဒီနေရာမှာခဏန်းဖြတ်เสียမလို့ဘောနော်ဒီ auto off လို့ပါလို့ပါတယ်ဆိုရင်အဲ့ auto off ကိုနှိပ်လိုက်လို့ရပါတယ်အကယ်၍ auto off မပါတဲ့ဖုန်းမျိုးတွေဆိုရင်တော့ဟိုဘယ်ဟာကိုနှိပ်ရမလဲဆိုတော့ခုနကကျွန်တော်တို့ဖြတ်ခဲ့တဲ့နော်ခဏန်းဘောနော်ခုနကဖြတ်ခဲ့တဲ့ခဏန်းဘောအဲ့ခဏန်းကိုကျွန်တော်တို့မှန်အောင် ပြန်ပြီးရိုက်ထည့်ပေးရမယ်ဒါကြောင့်မလို့ခုနကတော့ကျွန်တော်တို့ကိုယ်ဖုန်းထဲပဲမထည့်ခင်ရှေ့မှာကဏန်းလေးပါတယ်လေအဲ့ကဏန်းကိုကျွန်တော်တို့အမှန်အောင်ပြန်ထည့်ပေးပါတော့ဒါမှမဟုတ်ရင်ကိုယ့်ရဲ့သူ့ရဲ့ဖုန်းထဲဘက်ကိုပဲပြန်ထည့်ရင်လည်းရတယ်ဗျာဥပမာအဖြစ်39ကိုသူ့ရဲ့သူ့စင်ကတ်နံပါတ်ပဲပြန်ထည့်ပေးလည်းရရယ်အဲ့လိုမျိုးထည့်ပေးလိုက်လည်းရတယ်ပြီးရင်ဒီတော့အမှန်ကြီးလေးကိုနှိပ်ပေးလိုက် အဲ editing ဆိုပြီးတော့ခဏဆောင်ပေးရရပါเนาะပြီးပြီဆိုရင်တော့ကျွန်တော်ပြန်ထွက်လို့ရပြီဗျအဲဒါပေမဲ့ကျွန်တော်ကတော့ပြောသလိုပဲအဲ number ထည့်တဲ့နေရာလေးကတော့အရေးကြီးတယ်ဗျကိုသူ auto born ရဲ့ number ကိုမဖြတ်ခင်မှတ်ထားပြီးဘူးတော့လိုပဲဗောနောပြန်ထည့်ရခံအဲ number ကိုထည့်ဗောနောပြီးပြီဆိုရင်တော့ကျွန်တော်ဒီနီလန်တန်ပြီးပါပြီဒီနီလန်လေးကကျွန်တော်ခုနပြောခဲ့သလိုပဲဘယ်လိုအချိန်မှသုံးဝင်လဲဆိုရင် ကိုချစ်သူရဲ့ဖုန်းထဲကိုပေါ့နော်ဖုန်းခေါ်တဲ့ခါမျိုးမှာသူ့ထဲကိုဝင်မယ်ကိုထဲကိုကိုဝင်လာမှာဖြစ်တဲ့အတွက်ပြန်ပြီးဖြတ်ချင်ရင်မတုံးကျင်တော့ရင်လည်းပြန်ဖြတ်လို့ရအောင်ကျွန်တော်နှစ်နီးလုံးပြပေးထားပါတယ်။နားလည်အောင်ဗီဒီယိုလေးကိုတစ်ခေါက်နဲ့ကြည့်လို့နားမလည်ဆိုရင်နှစ်ခေါက်လောက်ပြန်ကြည့်ပြီးမှဒေတာလေးလိုက်ပြီးလုပ်ပြီးပါခင်ဗျာ။ပြီးတော့ဒီနီးလန်းလေးကလိုအပ်မှာလုပ်ပါမလိုအပ်ရင်မလုပ်ပါနဲ့ပေါ့နော်။ဟိုနောက်ပိုင်းကိုဖုန်းထဲကိုပဲတောက်လျှောက်ဝင်နေတော့မှာဆိုတော့ဒါအဆင်မပြေဖြစ်ကုန်မှာသလိုပေါ့နော်။ဒါကြောင့်မလို့ကိုလိုအပ်မှာပဲလုပ်ပါ။ ်နောက်တစ်ခုကတော့သူ့ထဲကိုဝင်တဲ့ဖုန်းရယ်ကိုယ့်ထဲဝင်တဲ့ဖုန်းရယ်မဟုတ်ဘူးပေါ့နော်ကိုကိုယ့်ဘက်သက်ကိုလှုပ်ချင်နေဆိုရင်လည်းကိုစင်ကတ်နံပါတ်အစ်တတီပါးပြောင်းချင်တဲ့ခါမျိုးမှာဆိုဒီနီလန်လေးကိုတုံးလို့ရပါတယ်ခင်ဗျာ အဲဒီဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်ပါမယ်။ဒီနီလန်းလေးတန်လိုက်ပြီးတော့တရားလေးလုပ်ကြည့်ပါအဆင်ပြေပါလေဗျ။အကယ်၍အဆင်မပြေဘူးပါညာဆိုရင်လည်း comment မှာ mention ပေးကြပါ။ဟိုနေကျွန်တော် software နဲ့လုပ်လို့ရတဲ့နီလန်းလေးရှိရပါတော့။ဒီလိုမျိုး call setting တွေပါပြီးတွားပြီးတော့ forwarding setting တွေကိုနားမလည်ဘူးဝင်မရှာခြင်းဘူးဆိုရင်သူကဒီနေရာမှာ software လေးတစ်ခု install လုပ်ပြီးတော့လုပ်လို့ရရပါတော့။အဲဒီ software နဲ့လုပ်တဲ့နီလန်းလေးကိုလည်းကျွန်တော်မိတ်ဆွေတို့လိုချင်တယ်ဆိုရင် comment မှာ mention ပေးပါ။ကျွန်တော်နောက်ထပ်ဗီဒီယိုလေးတစ်ပုတ်ထပ်ပြီးတီးတန့်လေးလုပ်ပြီးတင်ပေးပါမယ်ဗျ။ software နဲ့လုပ်ရတော့ဒီထက်ပိုပြီးတော့လွယ်ပါတယ်။အရင်ကလွယ်ကူတယ်ပေါ့နော်။ အဲဗီဒီယိုလေးကတော့ဗီဒီယိုလေးကိုတော့ဒီမှာပဲဆုံးသက်ခွင့်ပြုပါခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးရတဲ့အတူချင်းသူကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ